ပြီးခဲ့တဲ့ရာသီကယူနိုက်တက်အသင်းကလည်းငားနဲ့လာရောက်ကစားခဲ့တဲ့ရက်ရှ်ဘိုကအငားစာချုပ်ကိုဆုံးပြီးနောက်သူ့ရဲ့ကလပ်အသင်းနဲ့ပြန်လာမယ်လို့အက်စတိုမီလာအသင်းကတည်ပြခဲ့ပါတယ်ရက်ရှ်ဘိုကပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကယူနိုက်တက်အသင်းကနဲ့အက်စတိုမီလာအသင်းနဲ့အငားနဲ့ပြောင်းရွှေ့ခဲ့ပြီးပြိုင်ပွဲသုံး18ပွဲပါဝင်ကစားက၄ဂိုးသွင်းပြီးဘိုးဘန်ဒီမူ၆တင်ပြုလုပ်နိုင်ခဲ့တာပါအက်စတိုမီလာအသင်းကရက်ရှ်ဘိုနဲ့ချုပ်ဆိုခဲ့တဲ့စာအုပ်ထဲမှာအငားစာချုပ်ကိုပေါင်သန်း၄၀နဲ့အပြီးသက်ဝယ်ယူရွေးချယ်ခွင့်ပါဝင်နေရဖြစ်ပါတယ်ဒါပေမဲ့အက်စတိုမီလာအသင်းကသူ့ကိုအပြီးသက်မဝယ်ယူခဲ့တာကြောင့်ရက်ရှ်ဘိုကယူနိုက်တက်အသင်းနဲ့ရာသီရိုးလေးချင်းမှုစီစဉ်နေကိုစတင်ရတာပါပါယူနိုက်တက်အသင်းမှာတပတ်လောက်ကပေါင်3,500ရရှိနေတဲ့ရက်ရှ်ဘိုရဲ့စာချုပ်က 2028ခုနှစ်နွေရာသီထိတက်တန်းရှိနေပါတယ်။ယူနိုက်တက်တင်က Rashford ကပြောင်းရွှေ့ရေးပေါင်သက်40တက်မှတ်ထားပြီးမြို့ရဲ့လောက်ခလာစာအပြောင်းရွှေ့ရေးအတွက်အတားအဆီးတစ်ခုလိုဖြစ်နေတာပါ။ Rashford ကဒီနွေရာသီပြောင်းရွှေ့မှာ Newcastle နဲ့ Barcelona အသင်းပါဝင်ဥရောပအသင်းများပြားချိန်ဆက်မှုတွေခံနေရဖြစ်ပါတယ်။ Rashford ကတော့ Barcelona အသင်းနဲ့ပြောင်းရွှေ့ဖို့လမ်းဖွင့်တာပြီး Barcelona အသင်းကသူ့ကိုအငားနဲ့ခေါ်ယူချင်ကြပါ။ယူနိုက်တက်တင်ကဒီပြအာမိုရင်းအစီအစဉ်မှာပါဝင်ခြင်းမရှိတဲ့ Rashford ကိုအပြီးသက်ရောင်းချနိုင်မှာမျှော်လင့်နေရဖြစ်ပါတယ်။ဒါပေမဲ့ Rashford ကဇွန်လ9ရက်မှာစတင်ပဲ United အသင်းရဲ့ယာယီလေးစင်းမှုအစီအစဉ်မှာပါဝင်ဖို့ရှိနေပြီးဒီပြအာမိုရင်းနဲ့ပြန်လည်ဆိုင်ရတာပါ။ယူနိုက်တက်တင်ကယာယီရောပထမဆုံးခြေ ီဇန်ပွဲဖြစ်လီစ်ဒီနဲ့ကစားမှာဖြစ်ပြီးဒီဘက်ပြီးအမေရိကန်နိုင်ငံမှာဝက်ဆန်ဘုံမောင်းအဲဘာနဲ့အတင်းနဲ့ရှင်မဲ့သွားမှာဖြစ်ပါတယ်